ထိုင်းနိုင်ငံလို့ပြောလိုက်တာနဲ့အရှိတောင်အာရှရဲ့လူသိများထင်ရှားတဲ့ခီးသွားတွေနဲ့နိုင်ငံတစ်ခုကိုပြင်းပြင်းကြမှာပါထိုင်းနိုင်ငံ GBA ရဲ့တနစ်တာ tourism ကဏ္ဍကနေကိုပဲတနစ်ကို100ဘီလီယံနီးပါးရရှိနေရဖြစ်ပြီးတနိုင်ငံလို့ရဲ့စုစုပေါင်း20ရာခိုင်နှုန်းအထိဝင်ငွေရရှိနေရပါဒါကြောင့် tourism တွေစီကနေဘလို့ဝင်ငွေလမ်းကြောင်းတွေဖန်တီးထားတဲ့လေဆိုတာကိုသိကြင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးပါဦးနော်အာရှရဲ့ချမ်းသာတဲ့နိုင်ငံတွေဖြစ်တဲ့တရုတ်ဂျပန်တို့တောင်မှ ဥရောပနဲ့အနောက်နိုင်ငံတွေကနေနှစ်စဉ်လာကြသူအရေးအတွက်ဟာတန်း60နီးပါးရှိပြီးထိုင်းနိုင်ငံရဲ့အထင်ကရနေရာတွေသာမကစီးစိန်ခံအပန်းဖြေဖို့ရည်ရွယ်ချက်တွေနဲ့ရောက်လာကြသူတွေလည်းမနေပါဘူး။ဘန်ကောက်မြို့မှာဆိုရင်လည်းညဘက်အပန်းဖြေဖို့ရာနေရာအစုံရှိပြီးပူရိသတွေအတွက်ကလပ်တွေနဲ့တခြားတခြားသောအသစ်စမ်းတွေဟာစောင့်ကြိုလျက်ရှိပါတယ်။နိုင်ငံတကာကအရှင်းလင်းမြုပ်နှံထားတဲ့ shopping mall တွေမှာဆိုရင်လည်း luxury brand တွေ၊ကားတွေ၊နောက်ဆုံးမော်နီးပညာအသုံးဆောင်တွေ NFT collection တွေနဲ့ branded sneaker တွေကိုလည်းအစစ်မှန်ရရှိနိုင်တာကြောင့်အရှိတာအာရှရဲ့စီးရတဲ့နိုင်ငံကလူချမ်းသာတွေအဖို့ဘန်ကောက်ဟာလူတားရမြို့တော်လို့ဆိုရင်လည်းဆိုနိုင်ပါတယ်။မြန်မာနိုင်ငံကအစယ်လီတွေနဲ့တတိသားသမီးတွေရဲ့ဘန်ကောက် shopping floor မျိုးစုံမှာလည်းဒါကူခဏနာတွေ့နေရကြောင့်ဘန်ကောက်ဟာပတ်စံဖြုံးဖို့ရအကောင်းဆုံးမြို့တစ်မြို့အဖြစ်နားလည်နိုင်ပါတယ်။ ဘူကန်ရဲ့ပတရားလိုကန်းချီမြို့တွေမှာတော့ပင်လယ်ကမ်းခြေအပန်းဖြေပျော်စံရလို့ဆိုရလောက်အောင်အနားယူစရာ luxury hotel တွေပင်လယ်စာအစားစာတွေပင်လယ်ပြင်အားကစားတွေနဲ့တန်နာကြောက်တန်းလေးလာစရာ package တွေစုံစုံလင်လင်ရှိရာကြောင့်ကုန်းတွင်းပိတ်နိုင်ငံတွေနဲ့ကမ္ဘာတစ်လားကပင်လယ်ပြင်အားကစားသမားတွေအနဝါလေးလာသူတွေအတွက်နှစ်စဉ်လာရောက်ကြတဲ့မြို့တွေလည်းဖြစ်ပါ යි ချင်းမိုင်လိုတောနယ်မြို့တွေမှာတော့တဘာဝတရားကိုအပြည့်အဝဆောက်ရှောက်ထားပြီးစင်လိမ်မာရီကြီးငှက်တွေနဲ့ဆာဖာရီဥယျာဉ်ဆက်ဆံလေးလာနိုင်တဲ့နေရာတွေအဖြစ်ဖန်တီးထားပြီးကဘာလဲတွေကိုဆွဲဆောင်ထားပါတယ်။ဒီလိုနှစ်စဉ်လာရောက်တဲ့ tourist တွေအတွက်ခီးသွောချောမွေ့စေဖို့လေရင်ခီးစဉ်တွေကျေပြက်မြန်ဆန်တဲ့အဝေးပြေးလမ်းတွေကိုလည်းဖောက်လုပ်ထားတာကြောင့်ထိုင်းနိုင်ငံတဝန်းကိုလျင်မြန်လွယ်ကူစွာသွားလာနိုင်ကြပါတယ်။မြို့ရင်းမှာလည်းတက်စီတွေ MRT လိုင်းတွေသာမက BDM မိုးပြံရထားတွေနဲ့မြို့တွင်းတလျှောက်လေမြန်လွယ်ကူစွာသွားလာနိုင်စေဖို့စီစဉ်ထားပေးပါယ်။ထိုင်းနိုင်ငံရဲ့တော်တော်လူခေါ်တဲ့သုံးပိတ်တည့်ရင်တွေဟာလည်းထိုးရစ်တွေမဖြစ်မနေစီးတက်ကြတဲ့ရေအမျိုးအစားအဖြစ်ရှလန်းတွေနဲ့ခီးသွားဘလော့တွေမှာမြင်တွေ့ရမှာပါ။ဒါပြင်အစာတောက်လို့ဆိုလိုက်ရင်လေပင်လယ်ဇာရီနဲ့ဖန်တီထားတဲ့ထိုင်းညိုရအစာစာတွေစံကောက်ဆွဲနဲ့ခွိတီယိုလိုမျိုးလူရန်စာမရီကြိုက်နေတဲ့စားတောက်ဆိုင်တွေကိုထိုင်းနိုင်ငံရဲ့နေရာအနှံ့မှာတွေ့နိုင်ပါတယ် လမ်းမေးစားတောက်တန်းကပရစ်ကျော်ကီမီကောက်ကျော်နဲ့ပိုးတီကျော်လိုမျိုးထူးထူးဆန်းဆန်းအစားစာတွေကလည်းဈေးမြပေမဲ့ဒိုရစ်တွေအတွက်ကြီးစားဖွယ်ရာထူးထူးခြားခြားအစားတောက်တွေအဖြစ်လူသိများကြပါဒီလိုမျိုးအစားအသောက်တန်းတွေကနေနှစ်စဉ်၅ပြီလျံလောက်အထိနိုင်ငံเจ้าဝင်ဝင်ရရှိနေရသောထိုင်းနိုင်ငံသားတွေအတွက်အကျိုးမြတ်များတဲ့အစည်းအဝေးလို့ဆိုရမှာပါအစိုးရဘက်ကလည်းဗီဇာခါရီစားသောက်ခေါ်ဟိုတယ်ခွန်နေနဲ့လီစီကအခွန်တွေရရှိဖို့ တင်းတင်းကြပ်ကြပ်စီမံထားတာကြောင့်နှစ်စဉ်ဘီလီယံ100နီးနီးရရှိနေရကလည်းမထူဆန်းဘူးလို့ဆိုနိုင်ပါပါ။တန်ရန်ဇာတာဆိုတာကိုတမျိုးနားလေထားတဲ့ထိုင်းနိုင်ငံကတော့နှစ်စဉ်ခီးသွားဝင်ဝေကနေတဆင့်လူတန်းပေါင်းများစွာကိုအလောက်ကိုင်းထောက်ပံ့ပေးထားသလိုတဘာဝတန်ရန်ဇာတာပြုပြင်ထိန်းသိမ်းရေးနဲ့မြို့နယ်အလိုက်ဖွံ့ဖြိုးတိုးတက်ရေးတွေမှာလည်းစနစ်တကျစီမံဆောင်ရွက်လို့ရှိပါသေးတယ်။တော်ရိုက်အဥပဒေတွေနဲ့လဲတော်ရိုက်ကောင်းလေးတွေကိုကာကွယ်ပေးထားသလိုဖြောပြေးနဲ့ဝန်ဆောင်မှုပေးရတဲ့နေရာမှာလဲ အောင်မြင်နေရသောအရှိတောင်အာရှရဲ့ခီးသွွားအများဆုံးနိုင်ငံတစ်ခုအဖြစ်ကမ္ဘာကအတိအမှတ်ပြုထားရပါတော့တယ်။